အားလုံးပဲမင်္ဂလာပါဗျာကောင်းဆက်တဲ့ဒရမာပြန်လဲအကျိုးစုံလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းကတော့စစ်သားတွေက PDF တွေကိုဘလို့ခြေမုံနေတဲ့အကြောင်းကိုအားရပါးရပြောဆိုလာတဲ့အဘသမီတော်မူမူရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာဘသမီတော်မူမူကအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘလို့ဆက်လက်ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလားသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဒရမာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ အန်ဂျီသမ်းပါဗျာအားရပါရဗျာကျွန်တော်တို့ပဲမေရီယာပေါ့နော်ဟိုမန္တလေးမေရီယာမိုးကုတ်လမ်းအဲ့ဒီကဟိုဟာပေါ့မေရီယာကတငါတောင်တရားကိုချိုးသွားတဲ့အဖွဲတရားချိုးအဖွဲတတ်တလုံးတရားချိုးတယ်တဝရိုင်းချိုးတယ်တဝရိုင်းညင်ချိုးတယ်အခုလေပြည်သူတွေဆိုလို့ရှိရင်ပက်လက်တောင်မအေးရဘူးတချို့ယောက်ျားလေးတွေများယောက်ျားလေးတွေလေအဲ့ဒေသယောက်ျားလေးပက်လက်မအေးရဘူးတဝရိုင်းမှတ်ပြီးမှဟိုအမြင်မှားပြီးတော့လေတဝရိုင်းနဲ့အမြင်မှားမိုင်းလာဖွဲသွားမှဆိုလို့မှောက်အိမ်နေရတာအဲ့လိုနေနေရတယ် အဲ့လောက်ချိုးရဲကောင်းလေအမေသူတို့ကတော့တရားချိုးပြီးလွတ်ပြီပေါ့လေတရားချိုးပြီးတရားချိုးပြီးလွတ်ပြီဆိုတော့သူကဟောပါပေါ့ဟိုဘယ်လိုခေါ်မလဲဒီဘက်ကတရားကိုချိုးအဲ့ဟိုပါပေါ့နော်ကြောက်စီကုံမြောက်မြောက်ကချောင်းမကြီးတရားထိမှာသွားပြီးဘန်ဂါကြီးနဲ့ overhead တွေနဲ့သေသေးရှားရှားကိုသူကစနစ်ဟိုပါဘာလို့ဟိုနေကြတာသူတို့ကသူတို့လွတ်ပြီပေါ့နော်အဲ့တရားလည်းချိုးခဲ့ပြီတက်ကမလိုက်နိုင်တော့ဘူးဆိုပြီးသူတို့ကသူတို့လွတ်ပြီဆိုပြီးနေကြတာ MLA နော်ဗီဒီယိုဖိုင်လေးကိုကြည့်လိုက်စမ်းအားရစရာကြီးသူကအဲ့မှလေးဟိုကြောက်စီလာကြောက်ဟိုဝါကြီးကြောက်ကွန်ကရစ်တုံးကြီးကိုလေလူခုနှစ်ယောက်တွန်းတွန်းတွန်းပြီးတော့လေအစနိုက်ပါသမားကိုပြစ်လိုက်ပြန်ဝင်လိုက်နော်ပြစ်လိုက်ပြန်ပြစ်လိုက်ပြန်ဝင်လိုက်နော်အကန့်ကတဲ့အဖွဲကတဖွဲလိလားအော်သူများမေးဦးမယ်အဲ့လိုဆိုလို့ရှိရင်ဟိုဥစားဘာလုံးဟိုဥစားဘယ်လိုခေါ်မလဲ slide over ဘာလုံးအဲ့ဒီရဲ့ စနိုက်ပါသမားကို drone နဲ့ပစ်ချလို့မရဘူးလားလို့မေးလိုက်မယ်။သူက overhead တွေကလုံးဝအခိုင်အမာရန်သူ overhead တွေကလုံးဝအခိုင်အမာဟိုဥစားလောက်ထတာတိဆောက်ထားတာလေဆောက်ထားတာဆိုတော့သူတို့ဘလို့မှဟိုနေဟိုပါတက်တဲ့ချက်ကဟိုလိုမျိုးပေါ့နော်ဟိုယာယီ ယာယီအကာအကွယ်ယူပြီးတော့ပြည့်ရတာယာယီကာကွယ်ယူပြီးတော့ပြည့်တဲ့အဖွဲ့ရတစ်ဖွဲ့နောက်ထပ်ကန်းကနေပြီးတော့စက်တက်လေတွေနဲ့ကတ်တာဖိုက်ဘာလေတွေနဲ့ကတ်တဲ့အဖွဲ့ရကန်းခြေလင်းအဖွဲ့ရတစ်ဖွဲ့ခြေလင်းတွေနဲ့ပတ်သက်ဆိုင်နဲ့တစ်ဖွဲ့နော်နောက်ပြီးကြတော့ဟိုရန်သူဒုံးဟိုဟာလေးဟိုအပေါ်ကလက်လက်ကြီးဒုံးတွေ120လေးကျုပ်တွေနဲ့ပြည့်ပြည့်တဲ့အဖွဲ့ရတစ်ဖွဲ့ဟို ဒရုန်းတစ်လုံးကြားလိုက်ရင်ရန်သူဘက်ကတစ်လုံးအုံငွနဲ့အုံငွနဲ့ပြူသွားမှာ MLA ကြည့်လို့ကောင်းချက်နော်အလူဝတ်သားနှက်ကိုလေဒူးဘလောက်ပေါင်းတော့ချိတဲ့ဝတ်သားနှက်ကြီးကိုအစီတထအသားတစ်ထပ်ကိုက်လိုက်ရသလိုအလားသာရှိတာကြည့်ရသေးတာနော်အဲ့ကြတော့ပြောမလားအဲ့ဟိုဟာပတ်စာမိဘတွေကိုပြောချင်တာအခုဟိုပတ်စာမိဘတွေကိုပြောချင်တာကိုသားသမီးတွေအတွက်ဂုံလိုက်ဆမ်းမှာအခုအကြောက်စီလိမ့်သွားရဲ့မှာကြည့်လိုက်တဲ့ခါကျစစ်တရား၂ရက်ပတ်စာ၅ရက်ပါလေဗျပတ်စာ၅ရက်အဲ့ပတ်စာ၅ရက်ကလေး တိလားဟိုဘလို့ကဘလို့ကပတ်စာ9ယောက်ဆိုတာပတ်စာဆိုတာဟိုဘောနော်ရက်ကွက်ထဲမှာမူးတောင်းချနေတဲ့ကလေးလည်းပါတယ်ဘလို့ကမလဲမိဘကိုပြန်လို့မကြွေးပဲနဲ့ကိုကကိုနေချင်ရနေသွားချင်ရသွားလုပ်ချင်ရလုပ်နေကလေးလည်းပါမိဘအုတ်ထင်းမှုအောက်မှာတက်တက်ချာစနစ်တကျနဲ့နေထိုင်စားတောက်ခဲ့တဲ့ကလေးလည်းပါတယ်အလွာဆုံးလူဒန်းမှပေါင်းဆုံးဇရိုက်မျိုးဆိုဘောနော်ဒါပေမဲ့သူတို့ကတက်မတော်ရဲ့အရေးအမိုးအောက်ကိုရောက်သွားတယ်သူတို့ကတသွေးတန်တန်တမိတ်ဒမုံတမုံဒုံစံနဲ့စနစ်တကျဖြစ်သွားတာပြောရမယ်ဆိုရင်ကျင်းညီအောင်ပုံမြင်လို့ဘောနော် ဂျီဇက်တော့ဂျီဇက်ပဲပီဒီအက်ထဲရောက်သွားတဲ့ကလေးနဲ့ကျွန်တော်တို့တက်မလို့စီကိုရောက်လာတဲ့ကလေးနဲ့ပုံကန်လဲတခြားစီစိတ်ကြက်လဲတခြားစီနိုင်ငံချစ်စိတ်ရှိတဲ့ကလေးတွေဖြစ်သွားလဲစိတ်ကြက်လဲတခြားစီဖြစ်သွားတာအဲ့ဒါနော်ပြောပြမယ်အဲ့တော့ပတ်သက်စကလေးတွေဂုံပတ်ဆက်ရမိပါတယ်ဂုံလိုက်ကြသမ်းမှာအခုခင်ဗျားတို့ပတ်စင်တစ်ဆိုရင်ကျွန်တော်တို့တနည်းနဲ့6လစစ်မှုတမ်းပြီးပါပြီကျွန်တော်တို့မှအကြောင်းညွှန်းလို့ကြောင့်ကျွန်တော်တို့မှထွက်ချင်ပါတယ်ဆိုလို့ထွက်ခွင့်တင်လို့ရှိရင်ထွက်ခွင့်ချပေးတာအခုထွက်ခွင့်တွေကတော်တော်များတင်တဲ့ကလေးတွေတော်တော်ကြာသွားပြီထွက်ခွင့်ကြာသွားပြီ အဲ့လိုလဲလုပ်လို့ရတယ်တက်မလို့မှပြန်လဲထွက်လို့ရတယ်နော်ပုံထဲရောက်တဲ့ကလေးပြန်ထွက်လို့မရဘူးကျင်းကြီးအောင်ပုံမြင်တာကြည့်လိုက်အဲ့တပုံစံနဲ့ပဲနော်ဟိုရသိထီရောက်သွားတဲ့ကလေးနဲ့နော်ဟိုလူသိုးတပြတခုဟိုအစီရောက်သွားတဲ့တခုကလေးနဲ့တခြားစီဖြစ်သွားပြီနော်အဲ့ဒါအဲ့ဒါကိုပြောနေတာအဲ့ဒါကိုကြည့်ပြီးတော့ဘာကိုထပ်ပြောချင်သေးလဲဆိုတော့ပြောချင်တာအဲ့တရားဖြတ် PDF တွေကိုစုံမတော်မူကမ်းမှာစုံမခဲ့တဲ့ဟိုဟိုဟာတွေကိုဒီဟိုပတ်သက်စာတွေပြည်သူစစ်တွေဟို တည်သူစစ်တွေစစ်မှုထမ်းတွေပတ်သက်စတွေတက်တွေရဲတွေကိုနိုင်ငံတော်အနေနဲ့ဂုံပြုတ်ပေးသင့်ပါတယ်လို့ဂုံပြုတ်ပေးပါဗျာကျွန်တော်တို့ဟိုတကယ်တိုက်ခဲ့တဲ့ကလေးတွေကိုဂုံပြုတ်တင့်ပါတယ်ဆိုတဲ့အကြောင်းအဲ့ဒါလေးပြောနေတာဘာလို့လဲဆိုတော့ဟိုတလောကပေါင်းယုံနေဟိုရေးပြားတို့ဇီးကုန်းတို့တကယ်ဟို PDF တွေလာတိုက်တယ်လေဟိုဘာဘာတကယ်ဟိုအင်အားချိနေပြီးတော့စားစရာတောက်စရာမရှိဘဲနဲ့တကယ်ဟိုဒုက္ခရောက်နေတဲ့ရွာအဲ့ရွာပြည်သူစိတ်ရွာဘာလို့လဲဆိုတော့ဂျေတောင်ကလေပေပန်၅လုံးလောက်ကို ချက်မှစားလေးသုံးပိတ်သားလိုနှစ်ပိတ်သားလိုရအောင်အဲ့လိုလေးစားတော့ကိုယ့်ကိုချက်ပြီးစားနေရတယ်ယူဟာအဲ့မှာတိရကလေးပြုတ်စားလေးခတ်ပြီးစားနေရယူဟာအင်းအားကိုတော်တော်ချိနေတယ်ဒါပေမဲ့စိတ်ဓာတ်နော်စိတ်ဓာတ် PDF တွေတော့အပေါ်က drone လေးတွေရောလက်နဲ့မျိုးစုံနဲ့လာတိုက်တာကြံ့ကြံ့ခံပြီးပြန်တိုက်တာနော်အဲ့မှာရဲတွေရောပတ်သက်စယူဟာယူဟာသားတွေရောပြန်တိုက်တာသူတို့ရှိရအလောင်းတွေလည်းအများကြီးရတယ်လက်နဲ့တွေလည်းအများကြီးရတယ်အဲ့အချိန်မှာသူတို့လူကြီးတွေကလေတက်မှမှုတွေတက်မှမှုတွေကလည်း ်ဂုံပြူတာနောက်ပြီးကြတော့အဲ့ရနယ်လုံးဝင်ကြီးတို့နောက်သူတို့ထွေးအုပ်နဲ့ပတ်သက်တဲ့မဆာခါနဲ့ပတ်သက်တဲ့ထွေးဟိုပါပေါ့အဖွဲရလဲနေပိုင်ကြီးတို့ဘာလို့သူ့မြို့နယ်နဲ့သူဝိုင်းပြီးတော့လေဝမ်းမန်းတတာကိုဂုံပြူကြတာအဲ့လိုဂုံပြူတဲ့အချိန်မှာနော်တယောက်ကို30 30 20ဟိုဖွဲရ30 30အပြန်အဆိုင်ကိုဝိုင်းပြီးတော့ဂုံပြူကြတာနော်အဲ့ခါကျတော့ ဲ့ဒီရွာကြီးလဲလေဟိုဂုံပြုတ်ဂုံပြုတ်ပြီးလို့ရှိရင်အဲ့ဒီရွာတွေကိုလဲရိတ်ခါတော့ကလေးချပေးပါအောင်လို့အရင်တော့ကတော့ဝိုင်းအိတ်နဲ့လာချသွားပါတယ်ဝိုင်းနဲ့တစည်းလာချသွားတယ်ပြီးခဲ့တဲ့တလားနှစ်လားလောက်ကပေါ့နော်အဲ့ဒါလာချသွားတယ်အခုလဲအဲ့ရိတ်ခါလေးထောက်ပံ့ပေးပါအောင်နော်အဲ့လိုမျိုးဒီရက်ပီဟိုတရားဖြတ် PDF တွေကိုစုံမတော်မူကန်းဆိုစုံမခဲ့တဲ့ကျွန်တော်တို့မေရီယာမြို့နယ်ဘက်ကမေရီယာမြို့နယ်ဘက်ကအဖွဲ့တွေကိုလည်းနိုင်ငံတော်အနေနဲ့ဂုဏ်ပြုပေးပါအောင်လို့ ကွန်ပျူချင်းမြောက်ပေးပါအောင်လို့ပြောချင်တာပါ